အဓိကထိုးအပ်နေတဲ့အချက်တွေကတော့နံပါတ်1ကျွန်တော်တမတော်သားတွေကြက်ချင်ကြီးအဖွဲ့ဝင်တွေမြန်မာနိုင်ငံမိသားတပ်ဖွဲ့ဝင်တွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကိုညီကယ်ဆယ်ပေးနေရတဲ့ရုပ်ပုံတော်တွေကိုလည်းအားလုံးတွေ့နိုင်မှာဖြစ်ပါတယ်အားလုံးကြည့်လိုက်ပါကြည့်လိုက်တဲ့အခါမှာယူနီဖောင်းတွေဝတ်ထားတယ်တနိုင်တဲ့အကာအဝေးတွေဝတ်ဆင်ထားပေမဲ့ကျွန်တော်ခုနတော့တဲ့ပြိုကျနေတဲ့မာကျော်တဲ့ အင်္ဂလိပ်တွေအုတ်တွေတန်ချောင်းတွေဖယ်ထုတ်နေရမြင်ပါပါသူတို့လက်မှာဗာလက်အိမ်မှာဆွတ်ထားတာမတွေ့ရပါဘူးအကာအွယ်အုတ်ထုတ်မပါပါဘူးဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာလည်းတတ်နိုင်ရင်မြကူညီပေးပါ အကာအွယ်အုတ်ထုတ်အကာအွယ်မျက်မှန်အကာအွယ်လက်အိမ်တွေလိုအပ်ပါတယ်လူနေတဲ့အလူတွေအပေါ်မှာ ကန့်သက်တာမဟုတ်ပါဘူးတကယ်လိုအပ်တဲ့ဟာကိုကျွန်တော်ပြောဆိုခြင်းဖြစ်ပါတယ်